်အားလုံးမင်္ဂလာပါရှင်သမီးရောတော့ digital 09 digital 11 digital 15 digital 16နဲ့ digital 21တွေဖြစ်ကြပါတယ်ဒီနေ့သမီးရောအဖွဲ့တင်ဆက်ပြပြသွားမယ်ခေါင်းစဉ်လေးနှစ်ခုကတော့ aqua culture ဆိုရက်ရင်းနေတော်မွေးမြည်ရေးနဲ့ livestock ဆိုရက်ခြံမွေးမြည်ရေးတွေဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ aqua culture အကြောင်းကိုလေ့လာလိုက်ကြရအောင်နော် ယင်းနေတရမွေးမြူရဆိုတာယင်းနေတရရဖြစ်တဲ့ငါခေယအစွန်ယင်းကြီးစတာတွေကိုရေထဲမှာမွေးမြူခြင်းပဲဖြစ်ပါတယ်။ရေရှုံး၊ရေငန်စတဲ့ရေမျိုးစားအလုံးထဲမှာမွေးမြူနိုင်ပြီးတော့ယင်းနေတရမွေးမြူခြင်းရဲ့အဓိကအရွယ်ချက်ကလူသားတွေအတွက်အစားအစာရရှိရင်းနဲ့စီးပွားရေးလုပ်ငန်းတွေအတွက်အထောက်အကူဖြစ်စေဖို့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရင်းနှီးတဲ့လွားမွေးမြူလုပ်ငန်းတွေလုပ်ကိုင်တဲ့နေရာတွေကတော့အဓိကအနေနဲ့ Canran Data နဲ့မြဝကျွန်တော် Data တွေမှာအများဆုံးပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့အဓိကငါးမွေးမြူတဲ့နေရာ Data တွေက ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာအများဆုံးတည်ရှိပါတယ်။အေရဝတီဒေသကြီးဒေသကမြန်မာနိုင်ငံရဲ့အင်းနေသရဝမွေးမြူလုပ်ငန်းတွေဒီကားလောက်ကိုင်းတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ပဲစနဲ့ငါမွေးမြူလုပ်ငန်းတွေ အများဆုံးလောက်ကိုင်းကြပါတယ်။မြဝကျွန်မဒေသဖြစ်တာကြောင့်ရေရှိုးရေငန်းရေရှိုးရေငန်းဆက်မွေးမြူလုပ်ငန်းတွေအတွက်လည်းအဆင်ပြေပါတယ်။ရခိုင်ပြည်နယ်ဒေသမှာလည်းကံရံဒေသဖြစ်တဲ့အတွက်ပဲစနဲ့ နဲ့ငါးမွေးမြူရေလုပ်ငန်းတွေလုပ်ကိုင်းကြပါတယ်။ပြည်နယ်ငါးမွေးမြူရေလုပ်ငန်းတွေလည်းလုပ်ကိုင်းကြပါသေးတယ်။တနင်္လာရတဲ့ဒေတာကြီးဒီဒေတာမှာလည်းကန်ရန်ဒေတာဖြစ်တဲ့အတွက်ပတ်စုံနဲ့ငါးမိမိလုပ်ငန်းတွေလုပ်ကိုင်းကြပါရဲ့ ပင်လယ်ထွက်ပစ္စည်းတွေထောင်းလို့ရှိရင်အားကောင်းတဲ့ဒေသလည်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့နေရာရှုံမှာလည်းငါးမွေးမြူရေးလုပ်ငန်းတွေလုပ်ကိုင်ကြပါတယ်။အခြားဒေသများပြည်တွင်းပိုင်းမှာဆိုရင်ရေရှုံငါးမွေးမြူရေးလုပ်ငန်းတွေလုပ်ကိုင်ကြပါတယ်။ဥပမာအနေနဲ့မန္တလေးတိုင်းဒေသကြီး၊စကားတိုင်းဒေသကြီးစတဲ့ဒေသတွေမှာရေရှုံငါးမွေးမြူရေးလုပ်ငန်းတွေလုပ်ကိုင်ကြပါတယ်။မြန်မာနိုင်ငံရဲ့ဤနေသရောမွေးမြူရေးလုပ်ငန်းတွေဟာပြည်တွင်းစားသောက်မှုအတိုင်းရောပြည်ပတင်မှုမှတ်တပ်ပါအရေးပါတဲ့ ဏ္ဍတစ်ခုပဲဖြစ်ပါတယ်။ငွေမွေးမြူရင်ဒါမှမဟုတ်ယနေ့တသက်ဝမွေးမြူခြင်းမှာဆိုရင် မွေးမြူထားတဲ့မျိုးစိတ်တွေအတော်မြူတဲ့ပတ်ဝန်းကျင်နဲ့ထုံးလုံးမွေးနီလန်းနေပေါ်မူခြင်းပြီးတော့အမျိုးအစားတွေအများကြီးကွဲပြားနိုင်ပါတယ်။ငွေမွေးမြူရင်ငါသားဖောက်မွေးမြူရင်လို့လူသိများတဲ့ငွေမွေးမြူလုပ်ငန်းဆိုရင်စီပွားဖြစ်မျိုးပွားခြင်းမွေးမြူခြင်းနဲ့ဖန်ရခြင်းတို့ကိုအဓိကထားလှုပ်ဆောင်တဲ့မွေးမြူရေးလုပ်ငန်းတစ်ခုပဲဖြစ်ပါတယ် ငါးမွေးမြူရေးလုပ်ငန်းအဆိုရင် အများအားဖြင့်အစာအတွက်ငါးသူလောင်ကံများငါးကန်ငယ်သူအကာရန်သူများမှစီးပွားဖြင့်တာဖမွေးမြူခြင်းပဲဖြစ်ပါတယ်။ငါးမွေးမြူရေးလုပ်ငန်းအဆိုရင်ကမ္ဘာစားနယ်ကထုတ်လုပ်မှုမှာအရေးပါတဲ့အခန်းကဏ္ဍနေပြီးတော့ပါဝင်နေပါတယ်။ရေငံမွေးမြူရေးဒါမှမဟုတ်အနဝမွေးမြူရေး ပင်လယ်ပြင်ရဲ့အလုံးပိတ်အကန့်များအတွင်းမှာ SR နဲ့အခြားလိမ့်ဆန်စွမ်းဖြစ်စီတွေအတွက်အနဝါသက်ရှိမျိုးပြုစုမွေးမြူချင်ရဆိုရင်ကဲလို့ရင်ကမွေးမြူရဖြစ်ပြီးတော့ပင်လယ်ကမ်းခြေအနီးရေပေါ်မှာတည်ဆောက်ထားတဲ့ငောင်းမွေးမြူရချန်နီယာဆိုရင်တော့ကမ်းနီးရင်ကမွေးမြူရလုပ်ငန်းပဲဖြစ်ပါတယ်။ဒါ့အပြင်ပင်လယ်ရဖြစ်ပြည်နေတဲ့ငါးလောင်ခန့်အတူများကံများမှာမွေးမြူချင်ရဆိုရင်တော့ကမ်းခြေရင်ကမွေးမြူရလုပ်ငန်းပဲဖြစ်ပါတယ်။ကမ်းလွန်ရင်ကမွေးမြူရလုပ်ငန်း ကန်းကြီးရေငန်ဝင်းမူရေလုပ်ငန်းနဲ့ကန်းကြီးရေငန်ဝင်းမူရေလုပ်ငန်းတို့ကဆိုရင်တော့ရေငန်ဝင်းမူရေလုပ်ငန်းမှာပါဝင်တဲ့အထူးလုပ်ငန်းခွင်တွေပဲဖြစ်ပါရဲ့ပဇုံမွေးမူရေပဇုံမွေးမူရာဆိုရင်စားသုံးရန်ဒါမှမဟုတ်စီးပွားရေးအတွက်ပဇုံစိတ်နဲ့ပဇုံထုတ်ရှိတွေကိုလလုံးရေကန်းများရေတူလောင်ကန်းများနဲ့ပင်လယ်ကမ်းနားအနီးနားတွေမှာမွေးမြူခြင်းပဲဖြစ်ပါတယ် ဘယ်ဆိုမွေးမြူကြရဆိုရင်ဂျီနီတတဝါမွေးမြူရေးမှာအဓိကအဖွဲ့ဝင်တစ်ခုပဲဖြစ်ပါတယ်။ကမာမွေးမြူရေးကမာမွေးမြူရေးကိုအော်စတြေးလျခါရှာလို့လည်းခေါ်ဆိုပြီးတော့သသားများစားသုံးရန်ပတ်လဲထုတ်လုပ်ရနေအစီအစဉ်ကဲ့သို့သောခရီးစနစ်အထူးကျေးဇူးတွေအတွက်ကမာကောင်များကိုမွေးမြူခြင်းပဲဖြစ်ပါတယ်။ ကမာမွေးမြူရာဆိုရင်ယူနီတတော်ဝါမွေးမြူရဲ့အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုကနေပြီးတော့ရေရှည်တည်တက်နဲ့ပင်လယ်စာထုတ်လုပ်မှုကိုဖြည့်ဆည်းပေးပြီးတော့ကံရိုးတဲ့ဒေသကြီးစည်းဝါးရေးကိုလည်းပံ့ပိုးပေးနေပါတယ်။ကမာမွေးမြူရဲ့နည်းလမ်းများဆိုရင်တော့နံပါတ်၁ပင်လယ်ကျမ်းပြင်တွင်မွေးမြူခြင်းနံပါတ်၂မြေပြင်အထက်မွေးမြူခြင်းနံပါတ်၃ဥရမွေးမြူခြင်းပဲဖြစ်ပါတယ်။ယင်းကြီးမွေးမြူရဲ့ ။အင်းကြီးမွေးမြူဆိုတာကတော့ micro algae နဲ့ macro algae များကိုစီမံခန့်ခွဲကမွေးမြူခြင်းဖြစ်ပြီးတော့အစာအသောက်ဓာတ်ဆီများ၊ဆေးဝါးများ၊အလောက်ကုန်များနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက်ကိုအသုံးပြုကြပါတယ်။ ရင်းကြီးမွေးမြူရာဆိုရင်ရင်းနဲ့တသက်ဝမွေးမြူရင်းနဲ့ဒီပညာထုတ်လုပ်ရင်းများမှာအလွန်အရေးမြင့်စွာနဲ့တိုးတက်လာတဲ့ကဏ္ဍတစ်ခုပဲဖြစ်ပါတယ်။ရင်းရဲ့ချက်ဖြင့်စိုက်ပျိုးမွေးမြူထားတဲ့ရင်းကြီးအများစုအားဆိုရင် micro algae အမျိုးအစားတွေမှာပါဝင်ပါတယ်။ပြင်လဲရင်းမော်လို့လူသိများတဲ့ macro algae တွေဟာဆိုရင်စီးပွားအဖြစ်နဲ့စက်မှုလုပ်ငန်းတော်ဟူရဲ့အမျိုးအစားများစွာရှိပါတယ်။ င်းဆောင်ငါးမွေးမြွေပေါင်းဆောင်ငါးမွေးမြွေဆိုတာကတော့ရေချေတည်တဲ့နဲ့စိုက်ပျိုးမွေးမြွေနည်းလမ်းတစ်ခုဖြစ်ပြီးတော့ငါးမွေးမြွေကိုအခြားစိုက်ပျိုးရေးမွေးမြွေလုပ်ငန်းများဥပမာတိတ်ဆက်မွေးမြွေနဲ့တည်နေစိုက်ပျိုးရေးနဲ့ပေါင်းဆက်ပြီးအရင်းအမြစ်တွေကိုအကျိုးရှိတဲ့အတော်ရှာကစီးပွားဖြစ်မှုကောင်းမှုစီတဲ့နည်းစနစ်တစ်ခုပဲဖြစ်ပါတယ် ောင်ဆောင်ငါးမွေးမြွေစနေအောင်ဆိုရင်အစားအစာထုတ်လုံးမှုကိုမြင့်တင်ရင်နဲ့စုံမြင့်ဖြစ်စေရဖို့အ ਨੇ ဆုံးဖြစ်စေရန်အတွက်စမတ်ကြပြီးတော့သဘာဝပတ်ဝန်းကျင်နဲ့တဟာရဖြစ်စေတဲ့အီလန်တစ်ခုပဲဖြစ်ပါတယ်။ငါးမွေးမြွေကိုလိမ့်ဆန်မွေးမြွေဒါမှမဟုတ်တင်းနဲ့ဆိုင်ပြိုးရည်နဲ့ပေါက်ဆက်ရှင်ဖြင့်လေသမားများအနေဖြင့်ပထွက်နှုတ်ပုံမကောင်းမွန်စွာရရှိခြင်း၊ကုန်ချစရိတ်တက်တာခြင်းနဲ့ရေရှည်တည်တံ့တဲ့ဆိုင်ပြိုးမွေးမြွေလုပ်ငန်းများကိုဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။ ရှိမှတင်ဆက်ပေးသွားတဲ့ရင်းနေသူတော်မွေးမြူရေကစားနေရခဖူလိုရင်းနဲ့ရေရှည်ထိတဲ့ခိုင်မြဲတဲ့ဖွံ့မြူတွေ့တဲ့ရေကိုပတ်မှုပေးသလိုပဲနောက်ဆက်လက်တင်ပြမယ့်ချက်မွေးမြူရေလုပ်ငန်းအားလည်းကဘာဒရိတ်စံပရိုဒူလိုအပ်ချက်ကိုဖြည့်ဆည်းပေးပြီးဂျီလစီပါရေစိုက်ပြည်မျိုးခွဲရရှိရနေရမှာအရေးကြီးတဲ့အခက်အခဲတခုမှပတ်ဝန်းကျင်အတွက်ဆက်လက်ပြီးလေ့လာကြရအောင်နော် ဝင်းမြူရေးလိပ်စင်ဆိုတာလူသားတို့ရဲ့တုံ့ချမှုပွဲဝင်းမြူထားတဲ့လိပ်စင်တွေဖြစ်တယ်ကျွန်တော်တို့အတွက်အဓိကအစားအစာအရင်းကြီးဖြစ်တဲ့အသားနှုတ်ဥတွေအပြင်အဝတ်အထည်လောက်ကိုသုံးမွေးတရေလောက်အားနဲ့တည်ယူပို့ဆောင်ရေးအတွက်အကူအညီတွေနောက်ပြီးဆိုက်ပျိုးရေးအတွက်အရေးပါတဲ့မျိုးစားတွေကိုလည်းတမိုးပေးတယ်ဒါကြောင့်ဝင်းမြူလုပ်ငန်းဟာကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့စိုက်ပျိုးရေးအရေးပါတဲ့စိတ်ပိုင်းတစ်ခုဖြစ်တဲ့ အဓိကမူမူရေးတိရစ္ဆာန်မျိုးစားတွေကိုကြည့်မယ်ဆိုရင်တော့နူစာနွားသာသာနွား WhatsApp နဲ့တိုးစိတ်မြင်းမြင်းနဲ့လာတို့ကိုမူမူရယ်ဒါပေမဲ့မွေးမြူလုပ်ငန်းမှာစဉ်းစားမယ့်အချက်တွေလည်းရှိတယ်မွေးမြူလုပ်ငန်းတွေမပြတ်လာတဲ့အခါဖက်လော်ရီတက္ကသိုလ်ထုတ်လုပ်မှုတွေလည်းများလာနိုင်သလိုညာအသုံးပြုမှုနဲ့ရည်ရည်မြင့်ပေါ်မှာလည်းတက်ရောက်မှုတွေရှိနိုင်တယ် ဒါပြင်မွေးမြူထားတဲ့လိပ်စက်တွေကိုလူသားဆောင်ကပြုစုစောင့်ရှောက်ဖို့နဲ့ကောင်းမွန်တဲ့နေသားမှာထားရှိဖို့ဆိုတာကလည်းအလွန်အရေးကြီးတဲ့ကိစ္စရဲ့တစ်ခုဖြစ်တဲ့လိပ်စက်တွေမှာဖြစ်ပေါ်တဲ့ယောဂတွေကလည်းလူသားတွေရဲ့လိပ်စက်တွေအတွက်အနေရှိနိုင်တဲ့အတွက်ဒုတင်ကောက်ကူလူဆောင်မှုလိုအပ်တယ်။ချက်မွေးမြူရေလုံကခြေပြင်းနဲ့ထုတ်ကုန်နေတဲ့ဝေဆောင်မှုတွေကိုပတ်မှုပေးခြင်းနဲ့စီးပွားရေးမှာအရေးကြီးတဲ့အခက်အခဲများမှာပါဝင်ပါတယ်။ပထမဦးဆုံးအနေနဲ့ကျွဲတွေ၊နွားတွေ ဝက်တွေနဲ့ကြက်တီငှက်တီလိုမျိုးတရိတ်ဆန်နေရဆိုရင်အသားနဲ့ပရိုတင်းရဲ့အတိကအရင်းမြင့်နဲ့ရောင်းဝယ်ဖောက်ကားရဲ့ဂုံပစ္စည်းတွေဖြစ်ကြပါတယ်။အဲ့လိုပဲနှုတ်ရည်၊ဒိန်ခဲတွေနဲ့ထောပတ်တွေလိုမျိုးနှုတ်ထွက်ပစ္စည်းတွေရဆိုရင်နွားစိတ်တို့ရည်ရည်ရရှိပြီးတော့တောင်သူတွေသမားတွေအတွက်အာဟာရနဲ့ဝင်ဝင်နှမျိုးစလုံးကိုပေးဆောင်ပါတယ်။ သူနဲ့စိတ်လိုမျိုးတိရိစ္ဆာန်တွေအားဆိုရင်အထည်လေးလုပ်ငန်းမှာမရှိမဖြစ်လိုအပ်တဲ့သုံးမွေနဲ့သုံးမွေထဲရဲလို့လေးရှိချီမြင်လိုမျိုးအမြင်တွေကိုထုတ်လုပ်ပေးပါတယ်။ဒါအပြင်တိရိစ္ဆာန်တွေရဲ့အညစ်အကြေးတွေအားလည်းသဘောမျိုးဩဇာအဖြစ်ပြည့်လဲအသုံးပြုလို့ရပြီးတော့မြည်စီဩဇာကိုကောင်းမွန်စေပြီးဓာတ်ရုပ်အစားထုတ်မှုပေါ်မိခုံမှုကိုလည်းလျှော့ချရန်ကူညီပေးပါတယ်။ ဘာနေရာတော်တော်များများမှာဆိုရင်တိရိစ္ဆာန်တွေကအထူးသဖြင့်အသေးစားလေသမားတွေအတွက်လောအားအေးမြင့်အဖြစ်နဲ့ကူညီပေးပါသေးတယ်။ဥပမာနွားတွေမြည်ရည်နဲ့ကျွဲတွေကိုလဲထွင်ရေးကုန်ပစ္စည်းပို့ဆောင်ရတယ်မှာအသုံးပြုကြပြီးတော့စွဲအင်နဲ့စက်ကရီယာကုန်ကြစရိတ်တွေကိုတက်သားစီပါတယ်။ငွေမြူရည်ရတဲ့မြေယာစီမံခန့်ခွဲမှုကိုပတ်မှုပေးပြီးတော့စကြက်ဒရိတ်ဆန်တွေကအသီးအရွက်တွေကိုစားသုံးပြီးတော့တုံးမိအင်ရီတွေကိုချော့ချရင် ဂီယာစနစ်ဟန်ချက်ညီစီရန်ကူညီပေးပါတယ်။ချက်မွေးမြူရေလုံငန်းကမေးလိုက်ခြင်းနဲ့ဒါမှမဟုတ်မြို့ရပြည်သားအစီအစဉ်တွေကနေတစ်ဆင့်ဂုံထုတ်ဆွမ်းအားနဲ့ကျန်းမာရေးကိုမြှင့်တင်ပေးဖို့လည်းကူညီပါသေးတယ်။နောက်ဆုံးအနေနဲ့ဆိုရင်တော့မြို့လူမျိုးတရိတ်ဆန်တွေကအာကစားနေရင်ကြီးမှုပွဲမှာပါဝင်ကြပြီးတော့ခီးသွေးလုပ်ငန်းတွေဖျော်ပြရည်နဲ့ပြိုင်ပွဲတွေကနေတစ်ဆင့်လေခြံမွေးမြူရည်နဲ့ပတ်သက်ပြီးတော့ဝင်ငွေရရှိနိုင်ပါသေးတယ်။ တရိရှန်ကြီးကအစာလောက်အားနဲ့တခြားကုန်ထွက်ခြင်းအပါအဝင်ရည်ရွယ်ချက်အမျိုးမျိုးအတွက်မွေးမြူထားတဲ့တရိရှန်ကြီးဖြစ်ကြတဲ့ပရိုတိန်းနဲ့တခြားမရှိမဖြစ်လိုအပ်တဲ့အာဟာရတွေကိုပတ်မှုပေးပြီးတော့အစာဖူလုံရေးအတွက်လည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပြန်ပါတယ်။ဆန်တဲ့ရိတ်ခါအပြင်တရိရှန်ကြီးကဝင်ငွေလက်မဲ့ဆက်သွယ်ရေးနဲ့မျိုးစာအတွက်မျိုးစာတွေကိုပေးဆောင်ကြရပါတယ်။ ဝင်းမြေရဲ့အရေးပါမှုအစားအစာထုတ်လုပ်မှုမှာဆိုရင်တရိတ်ဆန်တွေကအသားဥ လို့နဲ့တခြားတရိတ်ဆန်ထွက်ကုန်များပတ်မှုပေးခြင်းနဲ့စာနယ်ရေးခါဘူးလုံရေးကိုတိတိတတအထောက်အကူပြုပါတယ်တရိတ်ဆန်တွေကစာနယ်ရေးခါဘူးလုံရေးနဲ့ကျင်းလက်အသက်မူဝန်ကြားရအတွက် မရှိမဖြစ်လိုအပ်ပြီးတော့အသားနဲ့နှုတ်ထက်အကျိုးကျေးဇူးများစွာကိုပေးဆောင်ပါတယ်သူတို့ကစာနယ်ရေးခါနဲ့အစာအာဟာရဖူလုံရေးကိုပတ်မှုပေးပြီးတော့ဝင်ငွေနဲ့အလောက်အကိုင်းတွေကိုဖန်ကြီးပေးက သီးနှံနဲ့ပျက်စီးဆုံးရှုံးမှုကိုရှားခံအပြည့်လှုံ့ဆောင်ပေးပြီးတော့မြေဩဇာဖြစ်တဲ့မြေစီပါကျမ်းမာရေးကိုပြည့်တင်ပေးသေးပါတယ်။ဒါအပြင်တရိတ်ရှင်တွေကလောင်စာစီနဲ့အမျိုးမျိုးသောဘေးထွက်ပစ္စည်းတွေကိုထောက်လုပ်ပေးနိုင်တဲ့အရင်းအမြစ်ဖြစ်ပါတယ်။ဒီနေ့တတဝမွေးမြူရီနဲ့ရှာမွေးမြူရီနှစ်ခုစလုံးအားဆိုရင်စားနေခါနဲ့အသက်မွေးဝမ်းကြောင်းအတွက်မရှိမဖြစ်လိုအပ်ကြတဲ့လုပ်ငန်းတွေပဲဖြစ်ကြပါရဲ့ ။သူတို့ဟာဆိုရင်အကျိုးကျေးဇူးများစွာကိုပေးဆွဲနိုင်ပြီးတော့တဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကိုလည်းဆောင်ကျဉ်ပေးပါသေးတယ်။ဒါဒီမကသေးပဲအနာဂတ်မှာလည်းဒီလုပ်ငန်းတစ်ခုကနေပြီးတော့အကျိုးအမြတ်များစွာကိုရရှိနိုင်ရမလို့ကဘာကြီးအတွက်အရေးကြီးတဲ့အခန်းကဏ္ဍနေပြီးတော့ပါဝင်နေကြပါ The Mirror Group to your presentation လေးကိုအဆုံးထိနားထောင်ပေးကြတယ်။ဒ ရောက်ချင်းစီနိုင်ကိုကျေးဇူးတင်ပါတယ်။ The Mirror Presentation လေးအပေါ်မှာအကြံပြုချက်တွေလိုအပ်ချက်တွေကိုထောက်ပြခြင်းနဲ့ဆိုရင်လည်းထောက်ပြနိုင်ပါရဲ့လို့ပြောရင်းနဲ့ဒီနေ့ presentation လေးကိုနေကုန်ချုပ်လိုက်ပါတယ်။အားလုံးပဲကောင်းမွန်တဲ့နေ့တွေပဲပိုင်ဆိုင်နိုင်ကြပါစေ။